ဝလင်းရဲ့မျက်လုံးလေးကလင်းလက်သွားပြီးလက်တစိုက်ကိုဖွဲ့ကနိပညာများကိုအုံပြုပြီးဝန်ဝင်တဲ့အတူကောင်းကင်ကိုတိုက်ခိုက်ပါတယ်။ပုံဝင်ချင်းရာကြီးညံ့သူတွေကလည်းတွန်းဆုံမနေပဲအလုံးကတိုက်ခိုက်ကြပါတယ်။လှိုင်ကူရဲ့ပထမထက်မှမိုးချုံတန်လိုအတန်များကပိတ်တင်ထပ်သွားပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လောက်ခွင့်ပြုတွန်းဆုံချင်ပါတယ်။ထို့အချိန်မှာနဆိုးဝင်းညိနေမီပြင်ပလီဟာနေမှာနိဗ္ဗန်ဖြစ်စည်းသူကြီးညံ့သူ၆ယောက်ကတယောက်ကိုတယောက်မျက်နှာချင်းဆိုင်ထိုင်နေကြပြီးလက်တစိုက်များကိုဖွဲ့ကရွဆုံနေကြပါတယ်။တခါတလေလက်ညိုးလေးကိုထောင်ပြီးတောင်မင်းနေငှဲစစ်မှတ်တဲ့ဝင်းညို့ကိုညှို့လိုက်တော့ပုံဝင်ချင်းရာမိတော့တွေကပို့ ီးတော့ပြင်ထန်လာပါတယ်ခနာကြမှာတောင်မန်ဒီငှက်ရဲ့စစ်မှန်တဲ့ဝိညာဉ်ဟာရုတ်တရက်အော်ဟစ်လိုက်ပြီးမီတော့ပင်လယ်တစ်ခုဟာပြန့်နှံ့သွားပါတယ်မီတော့တွေဟာတောင်မန်ဒီငှက်ဂိုင်းဝင်းတွေကိုဘာမှမထိခိုက်ပေမဲ့အခြားချင်းညံသူတွေနဲ့နဖျားအယုံနဲ့မမြင်နိုင်တဲ့ဖုံမိုးတွေကိုတော့ဖျက်ဆီးပေးပါလိမ့်မယ်မီတော့တွေဟာပြန့်နှံ့သွားရတဲ့ဖုံမိုးအလုံးကမီတော့ပြာကျသွားပြီးမပြိုကျသေးတဲ့ဖုံမိုးတစ်ခုကပဲကျန်တော့ပါတယ်ထိုအရာနဆိုးဝိညာဉ်နေမြဲတည်နေရပါ ကြံရှိနေတဲ့ဖုံမိုးအမှုပေါ်မှာမီရောက်တစ်ခုကစတင်လုံကျွမ်းလာပြီးထိုနေရာလူတိုင်းကိုဖောပြလိုက်ပါတယ်တော်မန်ဒီငှက်ရဲ့စစ်မှန်တဲ့ဝိညာဉ်ကလည်းအော်ဟစ်လိုက်ပြီးထိုဖုံမိုးစီကိုတုံးဝင်သွားပါတယ်မိုးချုံတန်းလိုအတန်များပဲ့တင်ထလာပြီးတော်မန်ဒီငှက်ရဲ့စစ်မှန်တဲ့ဝိညာဉ်ဟာဖုံမိုးပေါ်ကဒစိမ့်ကိုရိုက်ခတ်လိုက်ပါတယ်တခါတိုင်းမိတိုင်းဒစိမ့်ကအနေငယ်ရောသွားပါတယ်နိဗ္ဗာန်ဖြစ်စည်းသူကိုကျဉ်းကျဉ်းသူချောရုံလုံးကနိပညာများကိုအုံပြုပြီးဖုံမိုးတွေကိုဘုံကျဲတိုက်ခဲ့ကြပါတယ်ကောင်းလေးဘုံနယ်ပယ်ကပြုတ်ကွဲမသွားခင်ကချင်းလင်းကိုယ်တိုင်ထားရှိခဲ့တဲ့ဒစိမ့်ကပို့ပြီးတော့ပြင်ထန်စွာတုံခါလာပါတယ်ပြင်ပတိုက်ခိုက်မှုတွေဟာနဆို ိုးဝင်းညစ်နေမိသေးကိုရှင်းလင်းစွာနဲ့ကူးဆက်သွားပြီးထိုနေရာတစ်ခုလုံးပင်ထန်းစွာနဲ့တုန်ခါသွားစီပါတယ်လှိုင်ကူထဲရလူတွေကတော့ထိုတုန်ခါမှုတွေကိုရှင်းလင်းလင်းခံစားရပါတယ်ဒိုဝါရင်ဘသူကမှထိုနေရာတွေကိုဂင်းမဆိုင်ကြပါဘူးလူတွေကတိုက်ခိုက်နေတော့ကောင်းငင်အကလေးလှိုင်ကူနဲ့နဆိုးဝင်းညစ်နေမိသားအတားစီရရုတ်တရက်ပြုတ်ခွဲသွားပါတယ်အတားစီရပြတ်သွားတဲ့ချိန်မှာပဲမိကုံးကဝေးုံနဲ့အလုံးစုံမရှိသူကဟူကျွန်ရဲ့ကန့်သက်ချက်တွေကိုဖောက်ထွက်သွားပါတယ်ဟူကျွန်ရဲ့မျက်နှာကလည်းဖျော့ဖျော့သွားပြီးဝန်ဝေကသူ့ကိုဆွဲခေါက်ကပျက်စီးသွားတဲ့အတားစီကြားကနေထွက်ပြေးသွားပါတယ် ရှီယောင်နဆိုးတာကြားလေထွက်လာပါတယ်သူပဲကြောင်မုတ်ဖွေရအပြုံးကိုပြုံးလိုက်ပြီးရုတ်တရက်လေးကိုရှူသွင်းလိုက်ပါတယ်အစိုးမဲ့နဆိုးဆွမ်းကသူ့ရဲ့ပါဇက်ကနေထွက်လာပြီးမန်ဖီနေတဲ့မင်းနဲ့နေတဲ့နဂါးတွေအဖြစ်ပြောင်းလဲသွားပါတယ်ချန်ညီကိုတုံယောက်ထေကဒူရီယာမြောက်ကိုကအနေအောင်နဂါးတွေချာမှာပြိမိသွားပါတယ်ရှီယောင်နဆိုးကမြူချလိုက်တော့သူ့ရဲ့မျက်လုံးတွေမှာစိတ်ပြအငဲမှုတွေနဲ့ပါ ဝင်လင်းကကဲချင်ပေမဲ့နောက်ကျသွားပါပြီ။လှပတဲ့အမျိုးသမီးရဲ့တပည့်မင်းကလေးတစ်ယောက်ကလည်းအနေအောင်ငကားဖန်ဆွဲတာကိုခံရပြီးဆွဲခုတ်သွားခံရပါတယ်။ချင်းချင်းရအောင်မှမျက်နှာဖြူပြောက်သွားပြီးအနေအောင်ငကားစီမှာဖန်ဆွဲခုန်ခံရတော့ပါမယ်။ထိုးချိန်မှာနှင်းမှုန်တိုင်းနဲ့ဖုံးထားတဲ့ ပန်းရံဝေးုံနဲ့မင်းကလေးရရောက်လာပြီးချင်းချင်းကိုထပ်ပေါက်စီကိုဆွဲခုတ်သွားပါလေအနေအောင်ငကားကလည်းရောက်လာပြီးနှင်းမုန်တိုင်းနဲ့တိုက်ပြီးတော့သူမကသူရင်ထိုးလိုက်ရပါလေနှင်းပွင့်ရတနာကတိုက်ခိုက်မှုတွေကိုမရင်မတွက်နိုင်အောင်ကောက်ွယ်ပေးခဲ့ပြီးမဲ့အခုတော့မခံနိုင်တော့ပါဘူးအကွဲပြီးတော့ကွဲကြည့်သွားပါလေဒူဝါရင်ပန်းရံဝေးုံနဲ့မင်းကလေးရချင်းချင်းပဲဆွဲခုတ်ပြီးတော့ထပ်ပြေးသွားပါလေခေါင်းကြီးကောင်လေးနဲ့အဖွဲရစစ်ထူနန်နဲ့နှိုင်းကူလီပင်းရှင်တခင်ရဲ့အကူအညီနဲ့ငွေရောင်ဝတ်စုံနဲ့အမျိုးသမီးနဲ့အတူထပ်ပြေးလို့မြောက်သွားပါလေ ငွေရောင်ဝတ်ဆုံးတဲ့အမျိုးသမီးတို့ဝန်လင်းကသူ့ရဲ့တွန်တော်အိထဲကနေထုတ်လာတာပါဒူဝါရင်အန်နီယေကမပြီးသေးပါဘူးရှေယောင်နဆိုးတာကြားထွက်လာပြီးသူ့ရဲ့လက်ကိုစံတန်းကညှစ်လိုက်ပါတယ်ညှစ်လိုက်တာနဲ့တိုင်ကူကနေနဆိုးဦးညင်းနေမျိုးထွက်ပြေးနေတဲ့လူတိုင်းပေါ်အစွမ်းထက်တဲ့ဖီယာတစ်ခုကခန်းစားလိုက်ရပါတယ်ချင်းချင်းရဲ့ကြီးညက်မှုအစဉ်ကအနေဆုံးဖြစ်လို့သွေးရံပြီးခန္ဓာတစ်ခုလုံးကပြုတ်ကွဲသွားပါတယ်ပိုင်ယောင်ဝေယုံနဲ့မင်းကလေးကတော့တုန်ခါပြီးခန္ဓာကိုယ်ကပြုတ်ကွဲသွားပါတယ်ဒူဝါရင်သူမရဲ့မူလဝဉ္ညင်မှာအတောက်ပဆောင်ကောင်းကင်အလင်းရောင်ကြီးညက်ခြင်းခံရတဲ့ယတနာရှိပါတယ်ထူယတနာကတောက်ပလာပြီး သူမနဲ့ချင်းချင်းရဲ့မူလဝဉ္ဉင်ကိုဝင်းရံသွားပါလေ။ဒိုဝါရင်မိန်ကလေးနီယောရဲ့မူလဝဉ္ဉင်ဟာပြင်းထန်စွာနဲ့ဒဏ်ရပြီးယတနာကအလင်းရောင်ရဲ့အကာအွယ်အောက်မှာပေါက်ဆက်သွားပါလေ။သူတို့နှစ်ယောက်တွင်မဟုတ်ပဲကြံ့ရှင်းနေတဲ့ချန်ကြီးကိုနှစ်ယောက်ထဲကတတိယမြောက်အကူရဲ့ခန္ဓာကိုယ်ကလည်းပြုတ်ကွဲသွားပါလေ။ရီချန်ကသူ့ညီရဲ့မူလဝဉ္ဉင်ကိုလှင်မြန်စွာနဲ့ကယ်တင်လိုက်ပြီးထွက်ပြေးသွားပါလေ။လေကြီးရဲ့ကြီးညက်မှုအစင်ဟာတံမှန်ပေမဲ့ရုပ်ခန္ဓာကအလုံးမတံမှာပါလေ။ဒိုဝါရင်ခန္ဓာရဲ့တဝက်လောက်ကလည်းပြုတ်ကွဲသွားပါလေ။ကြံ့နေရဲ့တဝက်ကိုတော့ခေါင်းကြီးကောင်လေးကကယ်တင်လိုက်နိုင်ပါလေ။ကံကောင်းထောက်မစွာနဲ့ထိုးအချိန်မှာသူကတော့ဘာတိုင်မှမရခဲ့ပါ ါဘူးလှိုင်ကူလီပင်းရှင်သခင်နဲ့စစ်ထုံကတော့နှစ်ယောက်စလုံးကနိဗ္ဗာန်တန်းစင်သူအဆင့်မှာရှိနေတော့ပင်းထန်းတဲ့ဒဏ်ရာတွေကိုရပြီးသွေးရန်ခဲပေမဲ့ခန္ဓာကိုယ်တွေကမပြုတ်ခွဲပါဘူးဒေါ်ဝရင်စစ်ထုံရဲ့မျက်နှာမူရာကတော့ထူးဆန်းသွားပါတယ်ပင်းထန်းတဲ့ဒဏ်ရာကြောင့်သူ့ရဲ့ခန္ဓာကိုယ်တွေကအစိတ်ကလှုပ်ရှားလာပါတယ်ရှီအောင်နဆူရဲ့ဤပညာကထိုနေရာမှာရှိတဲ့လူတိုင်းကိုဖျက်ဆီးပစ်နိုင်ပါတယ်မဖျက်ဆီးပစ်နိုင်တဲ့အကြောင်းရင်းကတော့ဝုံဝင်တဲ့ဟူထန်ကြောက်ပါရှီအောင်နဆူကဤပညာကိုအသုံးပြလိုက်တဲ့အချိန်မှာသူတို့ကကိုပိုင်းဤပညာတွေနဲ့လှိမ့်မြန်စွာဝင်ရောက်နှောက်ယှက်ပြီးတိုက်ခိုက်မှုအများစုကိုခံနိုင်ရှိခဲ့ကြပါတယ် ဒီလိုလှုပ်ရတဲ့အကြောင်းရင်းကတော့ဝင်လင်းနဲ့နှီးစတဲ့လူတွေရှိနေတာကိုသူတို့ကသိလို့ပါဝင်လင်းကိုကျေးဇူးဆရပါမယ်ဝင်လင်းကလည်းထုံနီးပညာတွေကိုခုခံဖို့ကူညီပေးခဲ့ပါတယ်ဝန်ဝေဟူချန်လိုနဲ့အတူတိုက်ခိုက်မှုကိုမျှဝေခံစားခဲ့ပါတယ်သူကတွေးရံပြီးအလုံအမအားနေသွားပါတယ်သူ့ရဲ့မူလဝိညာဉ်ကလည်းပင်ထန်းစွာနဲ့ဒဏ်ရာရပြီးလျင်မြန်စွာနဲ့ပြောက်ွက်သွားပါလို့မယ်ခန္ဓာကိုယ်ထဲမှာအဆုံးမဲ့မိမှုလားစွမ်းရင်ကရှိနေပေမဲ့မူလဝိညာဉ်ကပြောက်ွက်သွားတာကိုတော့မတားဆီးနိုင်ပါဘူးရှေးအောင်နှဖျားတေးတန်ချက်ကအနော်ထက်ခတလဲလဲဒဏ်ရာတွေကိုဘာမှမတတ်နိုင်ပါဘူးဝင်လင်းရဲ့ရန်သူကချင်းလင်းရဲ့ခန္ဓာကိုယ်ကိုဆွဲက တ်ထားတဲ့ရှေးအောင်နှစိုးပါဝင်လင်းကတွန်းဆုံမနေပဲဝင်ဝေကပေးခဲ့တဲ့စေလုံးကိုထုတ်လိုက်ပါတယ်စေလုံးကိုချိတ်ချိတ်ပြီးမြူချလိုက်ပါတယ်စေလုံးကအန်အုံးဖွဲ့ရအစွမ်းတကယ်ပဲရှိနေပါတယ်မူလာဝိညာဉ်ဟာပျောက်ကွယ်တာရက်တန်သွားပြီးလိမြန်စွာနဲ့ပြန်ကောင်းလာပါတယ်ဝင်ဝေနဲ့ဟူချန်လိုရဲ့မျက်နှာမူရားလည်းမကောင်းလာပါဘူးတွေးတရပါဇက်တော့ကနေထွက်လာပါတယ်ဇနီးမောင်နှံနှစ်ယောက်ကခါတိစွာနဲ့ပြုံးကြပြီမဲ့သူတို့ရဲ့မျက်လုံးလေးမှာစိတ်ပိုင်းဖြစ်လာတဲ့အကြည့်တွေနဲ့ပါဝင်လင်းငါတို့နှစ်ယောက်ကရှေးအောင်နှစိုးကိုတာစီဖို့အတွက်အသက်ဆုံးမယ်စေယောပြန်ပြီးတော့ရှင်သန်စီဖို့ကတော့မေးလိုက်တော့ အနာဂတ်မှာအခွင့်အရေးရှိရင်ငါတို့အတွက်ချင်းရွှန့်ကိုကဲ့တင်ပေးပါဝန်ဝေကသူရှိကလေဟာနေကိုညာလည်းနဲ့လှမ်းလိုက်တော့အကွဲကြောင်တစ်ခုကပေါ်လာပြီးကြောက်ရွံ့ပြစ်ထုတ်လိုက်ပါလေငါတို့နှစ်ယောက်ကအချိန်ကြာကြီးအသက်ရှင်ခဲ့ပြီးလှိုင်းကူသေးကိုအချိန်ချင်းဝင်ခဲ့တယ်ဒါပေမဲ့အတောင်းအမျိုးမျိုးကြောက်ဘယ်တော့မှနှီးစက်ခဲ့တာမဟုတ်ဘူးနှီးစက်လာတဲ့အခါအလိုအရာမျိုးကဖြစ်လာမယ်လို့မထင်နိုင်ခဲ့ဘူးဝန်ဝေရဲ့မျက်နှာမူအရရှုပ်ထွေးနေပါလေထိုးအချိန်မှာရှီအောင်နှဆိုးတာကြာအတားစီးရနေဖြည်းဖြည်းချင်းထွက်လာပြီးကောင်းကင်းကိုမော့ကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးလေးမှာဆိတ်လို့ရှာမှုနဲ့ရွတ်တိုးစွာနဲ့ရင်မောလိုက်ပါလေ ချင်းလင်ချင်းလင်ငါအောင်မြင်စွာထပ်ပြီးလွမြောက်တာကိုတားဆီးဖို့အတွက်မင်းရဲ့ခန္ဓာကိုယ်ကနှိုင်ကူတွေကကန့်သက်ချက်တွေကိုတခုမှချိုးဖောက်လို့မရအောင်လို့လုပ်ထားတယ်ဒါပေမဲ့ဒီနဆိုးကပုံရိပ်တစ်ခုကိုပဲအသုံးပြုခဲ့တာမင်းကိုကယ်တင်ဖို့ရောက်လာတဲ့ဒီလူအလုံးကမင်းကငါ့ကိုတားဆီးဖို့အတွက်ထားရှိခဲ့တဲ့ကန့်သက်ချက်အလုံးကိုချိုးဖဲ့ပစ်လိုက်ကြပြီ ရှေးအောင်နဆိုးတာကြာထုတ်ကပောက်ကိုကြည့်ရင်လက်သီးကိုဆုပ်လိုက်ပါတယ်သူရဲ့မျက်လုံးလေးထဲကစိတ်လှုပ်ရှားမှုကပိုပြီးတော့ပြင်းထန်လာပါတယ်သူကပြောပြီးတဲ့နောက်ဝင်ဝင်နဲ့ဟူကြံသူရဲ့မျက်နှာတွေကရုတ်တရက်ဖြူဖြော့သွားပါတယ်ဝင်လင်းကလည်းအသက်ရှူမြန်သွားပါတယ်သူရဲ့နှလုံးသားတွေကမကောင်းတဲ့ခံစားချက်ကိုသူကနောက်ဆုံးတော့နားလိုက်သွားပါပြီရှေးအောင်နဆိုးကိုကြည့်လိုက်တော့သူရဲ့မျက်လုံးလေးကကျဉ်းသွားပါတယ်အခုငါရဲ့တကယ့်အဆုံးကိုပြမယ် တာတာရေမောင်းရင်ညာလက်ကိုမြှောက်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးမှာယူတမှုနဲ့သွေးဆမှုနဲ့ပါထိုးချိန်မှာမြေပြင်တစ်ခုလုံးကတုန်ခါသွားပြီးကောင်းကင်ကတွန်းလှန်သွားပါတယ်ကောင်းကင်မှာပုံရိပ်တစ်ခုကပေါ်လာပါတယ်ခံရောက်ပန်းပင်းလေကြီးအတွင်ကနန်းတော်တစ်ခုရဲ့ပုံရိပ်ပါရှေးဟောင်းနဆူနေရငါခင်မိုးရဲ့အစီအစဉ်တစ်ခုကိုချိုးဖောင်းနိုင်ပေမဲ့နေရပြင်ပကိုထွက်လိုက်တာနဲ့ငါခင်မိုးကနင်းအတွက်ချမှတ်ထားတဲ့ဒုတိယစီမင်းထဲကိုရောက်သွားပြီဆိုတော့နေရမသိခဲ့ဘူး အေးဆက်ပြီးလှပတဲ့အတန်တစ်ခုကကဘာတွမ်းမှာပိတ်တင်ထက်သွားပါတယ်အဖျော်ဝေးရုံနဲ့အမျိုးသမီးတယောက်ကကောင်းကင်ကပေါ်လာတဲ့ပုံရိပ်နန်းတော်ကနေဖြည်းဖြည်းချင်းထွက်လာပါတယ်ဘန်းအီဂရီမီဖျောင်းဝင်လင်းကရုတ်တရက်ကောင်းကင်ကိုမုတ်ကြည့်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲနဆိုးဝဉ္ကြီးနေမြေမှာရှိတဲ့ဖုံမိုးတွေအပေါ်ကတစိုက်ကတောင်မင်းနေငယ်ရဲ့စစ်မှန်တဲ့ဝဉ္ကြီးရဲ့တိုက်ခိုက်မှုအောက်မှာရောရဲသွားပါပြီဘဲအချိန်မဆိုကွဲထွက်သွားနိုင်ပါတယ်တစ်ချိန်တည်းမှာပဲဂျိုတခုပေါ်ကနင်းနေညရဲ့ပြောင်းလဲခြင်းနဲ့ဆင်တူတဲ့စီမင်းတစ်ခုကနဆိုးဝဉ္ကြီးနေမြေမှာရှိတဲ့ဖုံမိုးတွေအပေါ်မှာတောက်ပလာပါတယ် ထိုရာနေထွက်ချိန်မှာရောက်လာတာပါနဆိုးဝင်းညင်မြေအပေါ်ကကောင်းကင်မှာရှိတဲ့နန်းတော်ပုံရင်ကပုံရင်ကနေတဖြည်းဖြည်းနဲ့အထူးတဲ့ပုံစံအဖြစ်ပြောင်းလဲသွားပါတယ်။ချင်းလင်းရဲ့လှိုင်ကူကနေတင်းရပြောင်းရွှေ့လာသလိုပဲပန်းအီခရီမိဖေကနန်းတော်ကနေထွက်လာတဲ့အချိန်မှာနန်းတော်တို့ခလုံးနဲ့ပုံဝင်ချင်းကခင်ရောက်ပန်းလေးနဲ့ချုပ်သွားပြီ လဝါဆုပ်ရွယ်ဇရိုးတစ်ခုဖြစ်လာပါတယ်။ကြောက်စင်းလုံးလက်တွေကိုပိတ်လိုက်တော့ဇရိုးကပြောက်ကွက်သွားပြီးသူမရဲ့ခန္ဓာကိုယ်ထဲကိုပေါက်ဆက်သွားပါတယ်။လူအများစုကိုနှလုံးခုန်စင်နိုင်တဲ့နူးညံ့တဲ့လက်ကိုမြှောက်လိုက်ပါတယ်။ပန်းအီကရီမီဖီးယားရှေးအောင်နှဆိုးတာကြောင့်ဝမ်းနဲ့ကြိတ်ခွဲတဲ့မျိုးလုံးများနဲ့ကြိလိုက်ပါတယ်။သူတို့ကရန်အောင်မှနှိစက်ပင်မဲ့နှင်းပေါင်းများစွာခွဲခွာပြီးတဲ့ရမတွေ့ခဲ့ကြပါဘူး။အခုတော့နောက်ဆုံးတော့ပြန်တွေးနိုင်ပြီဆိုပေမဲ့ရေထဲကလာမျိုးကိုမြင်ရတယ်လို့မှန်နေရပန်းကိုကြည့်ရတယ်လို့အရင်အားလို့တူညီတဲ့ဝိညာဉ်ဟာဟုတ်မနေတော့ပါဘူး။ မြေကမ်းပြီးမှရက်ပြီးတစ်ဖက်ကမ်းကိုကြီးနေရသလိုပါပဲအောက်မှာအပြာအောင်မြစ်ကရှိပြီးတစ်ဖက်မှာအစိမ်းအောင်တောင်ဝါရှိပါတယ်ဒိုးရရင်မြစ်ကိုဖြတ်ကူးပြီးရဲ့နောက်တစ်ခါခါလိုအပ်နေရလို့ခံစားရပါလိမ့်မယ်တောင်စိမ်းနဲ့စိမ်းလင်းရောင်မြစ်တွေဟာကြန့်ရှင်းနေပြီးတစ်ခါတော့ပျောက်ဆုံးနေပါတယ်ထိုရာဝဉဉ်မှာရှီအောင်နဆူတာကြရဲ့မျိုးလုံးတွေဟာအနီအောင်တပွားလာပြီးပန်းအီခရီမီဖီယာကိုလောဘနဲ့သွေးဆောင်မှုအကြီးနဲ့ကြည့်ပြီးရံမောလိုက်ပါတယ်ချင်းလင်ရောကံကောင်းချင်းနဲ့ပြည့်နှက်နေပြီးသူ့ရဲ့အီကရီမီဖီယာရှီအောင်လုံးကအလွန်လှပတဲ့အမျိုးသမီးတွေဖြစ်တယ်လို့ဟိုးရင်တွေကငါးကြားခဲ့ရတယ် အထူးသဖြင့်ပန်းရိပ်ခရီးရမိဖုရားရှိသမျှထဲမှာအကောင်းဆုံးပဲလေကောင်းကြီးပုံနယ်ပယားနေလာတာဖြစ်ပြီးလေကောင်းကြီးဧကရေလန်ရွယ်ညီမငယ်လို့ပြောကြတယ်အရင်တော့ကြီးဖို့အခွင့်ကိုလွဲထုတ်ခဲ့ပေမဲ့ဒီနေ့မင်းကိုကြည်ရတာကောလာဟာလာရီယာမှန်တယ်လို့ထင်ရတာပဲမင်းရဲ့ခင်မိုးချင်းလင်ယာတည်ဆုံသွားပေမဲ့သူ့ရဲ့ခန္ဓာကကြံ့နေလုံးပဲဒီနဆိုးရဲ့ပန်းရိပ်ခရီးမိဖုရားဖြစ်လာပြီးကျဉ့်ချင်ပြီးဖို့ဖြစ်လာရင်မပျော်ရွှင်ရဘူးလား တာချာရင်မောပြီးရှေ့ကိုတလန်းထုတ်ပြီးညာလက်ကိုဆန်းထုတ်လိုက်ပါတယ်ရှေးအောင်နှဆိုးတာချာရင်နေပင်မဲ့သတိကြီးစွာထားပါတယ်ပန်းအင်းခရီကိုသူကမကြောက်ပင်မဲ့ချင်းလင်းကိုတော့ကြောက်ပါတယ်သူမပြောရရာချင်းလင်းကကြာရှုံးမှုအတွက်ချိုးတင်ပြင်နာပြီးအစီအစဉ်တွေထားရှိခဲ့ပါတယ်ပန်းအင်းခရီမိဖုရားရဲ့ပေါ်လာခြင်းကချင်းလင်းရဲ့အစီအစဉ်တစ်ခု ဖြစ်တဲ့ဆိုတာသိတာပါတယ်ချင်းလင်းကအစွမ်းထက်ဆုံးသောကောင်းကင်ဧကရီ ပြင်ပကဘာလူတွေကတော့သူ့ရဲ့နာမည်ကိုတီလောင်အထိအစွမ်းထက်တယ်။အစွမ်းထက်တဲ့ကျင့်ကြံမှုအစင်းပြင်အနာဂတ်ကိုကောင်းကင်နေလို့တွက်ချနိုင်စွမ်းရှိပြီးဘယ်တော့မှမလွဲခဲ့ဘူး။ရှေးအောင်နှဆိုးတာကြာယူလီယာလိုက်တဲ့အချိန်မှာနှဆိုးဝင်းညင်နေရရုပ်တရက်တွန်ခါသွားပါတယ်။မင်းနဲ့နေတဲ့မြူတွေကကောင်းကင်မှာပေါ်လာပြီးပြန့်နှံ့သွားပါတယ်။တာကြာညာလက်ကိုဆန်းထုတ်လိုက်တော့မင်းနဲ့နေတဲ့မြူတွေကအိမ်မလက်တစ်ဖက်အဖြစ်ပေါင်းစီပြီးပိုင်းကရီစီကိုလှမ်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတာကြာရဲ့ဘေးကလူပုံတရံအရာကလူတိုင်းကိုအစ်ဆက်စွာနဲ့ကြည့်ပြီးဝင်လင်းကိုပြတ်မှတ်ထားလိုက်ပါတယ်။ဝုန်းကနေဝင်လင်းစီကိုတုံးဝင်လာပြီးဝင်လ င်းနောက်မြောက်ခင်ကလေးကပောက်ကွဲတန်တွေကိုကြားပါပြီအကြီးကဲပွားရဲ့အချိန်တွေကအလွန်အမဆိုးဝါးနေပါတယ်သူကရန်နေပေမဲ့အသက်ရှူအားတာအလွန်အမခက်ခဲနေပါတယ်အဝေးရောင်းသူကအသက်ရှူဖို့ကြိုးစားနေတဲ့အတန်ကိုကြားပါတယ်လူတစ်ယောက်ကထွက်လွတ်နိုင်တဲ့အတန်မျိုးမဟုတ်တော့ပါဘူးတားရဲတခုံလိုပါပဲပို့ပြီးတော့ကြောက်စရာကောင်းတာအသက်ရှူကြမ်းတမ်းဦးတွေမကပဲ ရေရီယာဗဇက်ဘေးကနေစီးကြနေပါတယ်။ဒရေရီယာအရန်ဝင်ပြလို့ပိုးချီလို့ဆန့်ထွက်နေပါတယ်။ကြီးုံနဲ့တည်းပြိုးကျင်စရာကောင်းပါတယ်။မျက်လုံးနီးရလည်းဖောရောက်ပြီးတွေးကြောနေနဲ့ပြင်းထန်နေပါတယ်။မျက်လုံးနီးရထိုင်မှန်နေပြီမဲ့ယူသွမှုနဲ့ဖြစ်နေပါတယ်။အသက်ကြီးပြီးသားမျက်နှာကလူပုံမပေါက်တော့ပါဘူး။မျက်နှာအမူအရာတွေကယူသွသွားသလိုလင်းကောင်းနေပါတယ်။သူကလည်းဝင်လင်းကိုစိုက်ကြည့်နေပါတယ်။သူ့ရဲ့နောက်ဆုံးမှညာဝင်လင်းပေါ်မုန်တီးမှုနဲ့တဖက်ချင်တဲ့စိတ်ပါအကြီးကဲဘွားကမန်ဟင်းလိုက်ပြီး လူပုံတရံအရာရဲ့နောက်ကနေဝင်လင်းစီးကိုတွန်းဝင်သွားပါတယ်အလုံးစုံမြင်ရှိသူကတော့အစ်စစ်တင်ငင်နေသေးပါအရာအလုံးကိုပုံမှန်ဖြစ်နေသလိုမျိုးလုံးနေနဲ့ကြည့်နေပါတယ်ကောင်းကင်အကြေလှိုင်းကိုခီးစဉ်တစ်ခုလုံးကသူ့ရဲ့တွက်ထမှုအတွင်းမှာပဲရှိနေသလိုပါပဲလင်ထန်းဦးကတော့ခေါင်းငုပ်ပြီးရုန်းကန်နေသေးပါရှုပ်ထွေးတဲ့မျက်နှာမူယာနဲ့အတူကြောင်တော်တော်ဖြစ်နေပြီးအဓိကကတော့အဖြစ်ရှိတဲ့စိတ်ပါ လူပုံတရံအရာနဲ့အကြီးကဲဖိုက်ကိုကောင်းကင်မိုးတိမ်ဇုံတွေကတားဆီးထားတာသဘာဝပါပဲသူကတည်းနှစ်ယောက်စလုံးကဒဏ်ရာရထားပြီးလူပုံတရံအရာကအလုံးမထူးဆန်းတာကြောင့်အနိုင်နဲ့အရှုံးကိုအမြဲပဲဆုံးခဲ့ဖို့အတွက်ခက်ခဲပါတယ်အကြီးကဲဖိုက်ကအသက်ရှူတန်ပင်ထက်နေပြီးဝင်ဝင်နဲ့ဟူချန်ကသူ့ကိုတားဆီးဖို့ချူစားတဲ့အခါပို့ပြီးရွတ်တွသွားပါတယ်သူ့ရဲ့ပြမကဝင်လင်းမှာဘသူကသူ့ကိုတားရဲတားရဲနောက်ဆက်တွဲစိုးကြိုးတွေကိုဂယူးမဆိုင်ပဲတိုးဝင်သွားပါလိမ့်မယ် ဝုံဝေကနီးကပ်လာတဲ့အချိန်မှာအကြီးကဲဘွိုက်ကဟိမ့်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအသားအလုံးကယူလျားသွားပါတယ်။ထိုးရာရံဦးမှာထူးဆန်းပါတယ်။ဝံဝေရဲ့မျက်နှာအမူအရာကလည်းပြောင်းလဲသွားပြီးတုံးဆုံးမနေပဲဆုတ်ခွာသွားပါတယ်။ဒိုးဝရင်သူကဆုတ်ခွာသွားတဲ့အချိန်မှာအကြီးကဲဘွိုက်ကပါဇက်ဟပြီးမင်းနဲ့နေတဲ့သွေးရဲ့အမြောက်အများကိုအန်ထုတ်လိုက်ပါတယ်။ထိုးသွေးမဲတွေကအလုံးအမပြင်းထန်တဲ့အနံဆိုးတွေထွက်နေပြီးအကြီးကဲဘွိုက်ကအန်ထုတ်ပြီးရင်တော့တုံခေါက်သွားပါတယ်။ထိုးရာအကြီးကဲဘွိုက်ရဲ့ခန္ဓာကိုယ်တွေကသွေးများစုပါသွေးတွေအမြောက်အများကိုအန်ထုတ်ပြီးရင်တော့ညံရင်စီးသလိုဖြစ်လာပြီးပိုက်ကွန်တစ်ခုကိုဖွဲကဝံဝေကိုလိုက်သွားပါတယ်။ ဝန်ဝီကဆုတ်ခွာရင်ညာလန်နဲ့လက်ရစိတ်တစ်ခုကိုဖွဲ့ပြီးရှေ့ကိုလူညုနဲ့ထိုးလိုက်ပါတယ်ဝန်ကနေရေကဲတောင်တစ်ခုကပေါ်လာပါတယ်ရေကဲတောင်ကရုတ်တရက်ပေါ်လာပြီးသူမေများကိုတားဆီးလိုက်ပါတယ်ဒူဝါရင်တွေးရည်ရဲ့အပူချိန်ကအလွန်မှမြင်မာတာကြောင့်ရေကဲတောင်နဲ့ထိတွေ့တဲ့အချိန်မှာရေကဲတောင်ကစတင်အရေးပြောလာပါတယ်ရေကဲတောင်တစ်ခုလုံးကမင်းနဲ့သွားပါတယ်ဝန်လင်းဒါကောင်းကင်ဘေးဒုက္ခ၅ခုထဲကပထမတစ်ခုပဲနိဗ္ဗာန်ဖြစ်စည်းသူတွေကရင်ဆိုင်ရတဲ့ခန္ဓာကိုယ်ဘေးဒုက္ခပဲသူရဲ့ခန္ဓာကိုယ်ကဝိညာဉ်မတည်မချင်းဆက်ပြီးတော့ယွင်းသွားလိမ့်မယ် ဝန်ဝေကဆက်ပြီးတော့တားဆီးခြင်းပေမဲ့တူရင်ရရခဲ့တဲ့ဒဏ်ရာတွေကြောင့်ခူကျွမ်းလည်းလူပုံတန်အရာရဲ့တုံအောက်ကိုအဆက်မပြတ်ခံနေရပါတယ်ထို ANL ရှိတဲ့အချိန်မှာဝန်ဝေကလက်ပြပြီးရေခဲတောင်းအမြောက်အများကိုဝန်လင်းရှိမှပေါ်လာစီပါတယ်ပြီးတော့ခူကျွမ်းစီကိုတုံ့ဝင်သွားပြီးလူပုံတန်အရာကိုတားဆီးဖို့အတွက်ကူညီပေးပါတယ်ဘသူကမှတားဆီးတာမရှိတော့တဲ့အခါအကြီးကဲဘွိုက်ကဒရေတွေတွေးမဲတွေပါဇက်ကနေစီးကြရင်ဝန်လင်းစီကိုခုံလာပါတယ်မျိုးလုံးလေးမှာယူတုံမှုနဲ့ပြင်းထန်နေပါတယ်ယခုချိန်မှာမဟာမိတ်ဖဲရဲ့အကြီးကဲလိုမဟုတ်တော့ပဲရုပ်ဆိုးတဲ့တားရဲတခေါင်မှာပဲအကြီးကဲဘွိုက်ကိုကြည့်ပြီးဝန်လင်းကအန န်တင်တော်ပါလေအကြီးကဲဘွိုက်ကရောက်လာတာကိုအန်တင်တာမဟုတ်ပါဘူးမကြတိခင်ရမှာကြားခဲ့ရတဲ့ကောင်းကင်ဘေးဒုက္ခ၅ခုကြောက်ပါဒါပထမကောင်းကင်ဘေးဒုက္ခ ဒုရီယာအဆင်းကိုရောက်ရှိပြီးတဲ့နောက်တတန်ကအကန့်အသတ်မရှိမီပါဖြစ်လာခဲ့ပါတယ်။ကမ္ဘာမူလဆွမ်းရင်းကိုဆုပ်ယူရင်အစိုးမဲ့အသက်ဆွမ်းရင်းအဖြစ်ပြောင်းလဲနိုင်ပါလိမ့်။ဒိုဝါရင်ကောင်းကင်ဟာကိုနေအတူတူရှိနေတာကိုဘလို့လို့ပြီးတော့ခွင့်ပြုပါလိမ့်။ကောင်းကင်ဘေးဒုက္ခ၅ခုကနိဗ္ဗာန်ဖြစ်စီသူအချင်းညံသူတွေရင်ဆိုင်ရမယ့်အကန့်အသတ်မဲ့ဘေးဒုက္ခတွေပါ။နိဗ္ဗာန်ဖြစ်စီသူအဆင်းကိုမရောက်ရှိတဲ့အချင်းညံသူတွေကအဆင်ပြေမယ်လို့တော့မဆိုလိုပါဘူး။မရောက်ရှိတဲ့သူတွေအတွက်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ဘေးဒုက္ခတွေကစောင့်ကြည့်နေပါလိမ့်မယ်။ယခုချိန်မှာအကြီးကဲဘွိုက်ကအသက်ရှူတန်ပြင်းထန်စွာနဲ့ရေကဲတောင့်စီကိုတိုးဝင်သွားပါတယ်။ဗဇက်ကိုဟပြီးသွေးမြ နာကထမ်းရလာပြီမဲ့ယခုတော့တွေးရအများကြီးကမကြမ်းတော့ပါဘူးအနံဆိုးတွေအပြင်ပုံနေတဲ့အတွင်းကအစိပ်ပိုင်းနေရတာရှိတော့ပါတယ်တာကြရဲ့မင်းနဲ့နေတဲ့မြူရင်းနဲ့ဖက်စည်းထားတဲ့အီယာမလက်ကြီးကနီးကပ်လာတဲ့အချိန်မှာပန်းအိတ်ကလေးမိဖုရားကြောက်စင်းလို့လက်ကိုမြှောက်လိုက်တော့လက်ချောင်းထိပ်မှာပလင်းတစ်လုံးကပေါ်လာပါတယ်ပန်းပုံလေးတွေမီးမတွန်းနိုင်အောင်ပေါ်လာပါတယ်အီယာမလက်ကြီးကနီးကပ်လာတဲ့အချိန်မှာပလင်းလုံးလေးကတိုက်မိသွားပါတယ်အီယာမလက်ကြီးကမင်းနဲ့နေတဲ့မြူတွေဖြစ်ပြုတ်ကွဲပြီးနောက်ကိုတွထုတ်ခံလိုက်ရပါတယ်ရှီအောင်လဆိုးတာကြရဲ့မျက်လုံးတွေကကျင်းသွားပြီးအေးဆက်ဆောင်တဲ့နှာခေါင်းရှုပ်ကပန်းအိတ်ကလေးမိဖုရားစီကိုတိုးဝင်သွားပါတယ်လ က်နက်ဖက်နဲ့လက်ဒစေးတစ်ခုကိုဖွဲလိုက်တော့ကဘာချက်ချင်းပဲအယောင်ပြောင်းသွားပါတယ်လေယာတိုက်ခတ်လာတဲ့အခါကောင်းကင်ကိုဖုံးထားတဲ့မင်းနန်းနီရဲ့မြူတွေကစူးစီးပြီးမင်းနန်းနီရဲ့မြူဆက်တစ်ခုကဖြစ်လာပါတယ်မြူဆက်လုံးကြီးကပေါ်လာတဲ့အချိန်မှာစတင်ယူလျင်လာပါတယ်ဒီနီးပညာကိုမင်းရအရန်ကိုရင်းနှီးမယ်လို့ငါယုံကြည်တယ်ရှီအောင်နှစိုးတာကြရင်မွန်ရင်ညာလက်ကိုကောင်းကင်ကိုရဆက်ဆွမ်းနဲ့စုပ်ကင်လာပြီး ကျေမြုပ်နှံခြင်းသူကအဟိလိုက်ပါတယ်သူကပြောပြီးရဲ့နောက်မင်းနဲ့နေတဲ့မြူဆက်လုံးကအရင်အထက်ပို့ပြီးတော့ယူလျာလာပြီးရုတ်တရက်ပလဲလုံးတွေအဖြစ်ပြောင်းလဲသွားပါတယ်ထူပလဲလုံးတွေကကျေလင်းရောက်များကိုထွက်လွတ်နေပါတယ်ညာအချိန်ဖြစ်ပေမဲ့ပလဲလုံးတွေကလည်းထွက်လာတဲ့အစုံမဲ့ကျေလင်းရောက်နေကြောင်းမြေပြင်တစ်ခုလုံးကလင်းထိတ်နေပါတယ်ငါခင်မုံရဲ့နေလာကျေနီးပညာထဲကကျေမြုပ်နှံခြင်းပန်းအီကရီမီဖီးယားရှုပ်ထွေးတဲ့အကြည့်နဲ့ခေါင်းကိုခိုင်ရန်ကတူတူလေးပြောလိုက်ပါတယ်ဒါပေမဲ့နင်းရဲ့အစွမ်းတွေတော့ငါခင်မုံရဲ့နီးပညာရဲ့တကယ့်အစွမ်းကိုမပြသနိုင်ဘူး ။ဒါကြာနှခုံးရှုပ်ပြီးညာလက်ကိုဝင်ရလိုက်ပါတယ်။ကျဲလင်းရောက်တွေကိုထွက်လွတ်နေတဲ့မဲနဲ့နေတဲ့မြူတွေနဲ့ဖယ်စီးထားတဲ့ပလင်းလုံးတွေကပို့ပြီးတော့တောက်ပလာပါတယ်။ပြီးတော့ထိုပလင်းလုံးတွေကမမြင်ရတဲ့ပုံစံအနေနဲ့မြင်ရတဲ့ပုံစံအဖြစ်ပြောင်းလဲသွားပါတယ်။အလင်းတန်းတွေကဖျက်ဆီးပြီးကောင်းကင်ကိုဖြစ်နေပါတယ်။ဒါကြာလက်ကိုဝင်ရလိုက်တော့အစုံမဲ့ကျဲလင်းရောက်တွေကစူးစီးပြီးပိုင်းခရီမီဗျာစီကိုအစင်းတက်လာပါတယ်။ပိုင်းခရီမီဗျာကိုထိုနေရာမှာမြုပ်ပစ်ချင်တယ်လို့ပါပဲ။ ငါခင်မောကဒီကျဲမြုပ်နှံခြင်းကောင်းကင်ဒီပညာကိုအသုံးပြုရင်ဒီကျဲစုစနစ်အစွမ်းကိုထုတ်ယူပြီးဒီကျဲစုစနစ်တစ်ခုလုံးကိုဖိနိုင်တဲ့ဤပညာကိုအသုံးပြုနိုင်တယ်လူတသောလူတသိန်းနဲ့တိုက်ခိုက်တာအတူတူပဲလူတယောက်တည်းကရင်ဆိုင်နေရရင်အဲ့လူကကျဲစုစနစ်တစ်ခုလုံးရဲ့အစွမ်းကိုခံရနိုင်မယ် ကောင်းကင်ကနေကြာဆင်းလာတဲ့ကျင်လေးယောက်တွေကိုကြည့်ရင်သူမမလှောင်ပြောင်တဲ့အချီတစ်ခုဟာရှိနေပါတယ်။သူမရဲ့ညာလက်ကလက်တစေးတစ်ခုကိုဖွဲ့ပြီးရင်နှန်းနေထွက်နေတဲ့အဟွေးတွေကိုအန်ထုတ်လိုက်တော့ပလဲကိုလုံးကဖြစ်လာပါတယ်။ထိုပလဲကိုလုံးမှာမူလဆွမ်းရည်နေရာရှိပြီးပန်းအခရီမိဖုရားရဲ့ပုံဝင်ကျင်းမှာတန်းစီနေရာယူထားသူလိုပါပဲ။စီတန်းပုံကပေါ်လာတဲ့အချိန်မှာကျင်လေးယောက်ကသူမရဲ့ခန္ဓာကိုယ်ပေါ်မှာစူးစီးလာပါတယ်။ထိုအချိန်မှာသူမရှိနေတဲ့နေရာကျေဆုစနစ်ထဲမှာအတောက်ပဆုံနေရာဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲနဆိုးဝိညာဉ်နေမြေပြင်ပါလီဟာနေမှာတောင်မန်နီငှက်ရဲ့စစ်မှန်တဲ့ဝိညာဉ်နဲ့တောင်မန်နီနဲ့ဖျားကန်းရနဆိုးဝိညာဉ် ညင်နေမီပေါ်ကဒစိမ့်ကိုဆက်ပြီးတော့တိုက်ခိုက်နေတော့ဒစိမ့်ကနောက်ဆုံးတော့ပြုတ်ကွဲလာပါတယ်ထိုအရာနဲ့အတူနဆိုးဝင်းညင်မီရဲ့ကောင်းကင်တစ်ခုလုံးကပြုတ်ကွဲသွားပါတယ်ကောင်းကင်ကဒစိမ့်လိုပဲတလက်မချင်းစီပြုတ်ကွဲသွားပါတယ်ပြုတ်ကွဲပြီးတော့ကျေအောင်ကောင်းကင်နဲ့အစားထိုးခံရရပါတယ်တောင်မင်းနဲ့ဖျားကန်းကရောက်လာပါပြီ ထမအဦးဆုံးအကြိမ်ဖြစ်အလုံးစုံမရှိသူကမျက်မှောက်ကျုတ်လိုက်ပါတယ်။ကောင်းကင်အကလေးလှိုင်းကူထဲမှာဖြစ်ပျက်ခဲ့တာအလုံးကသူ့ရဲ့တွက်ချက်မှုအတွင်းမှာပဲရှိခဲ့ပါတယ်။လှိုင်းကူတွေကခီးစင်အားရွရှင်ပုံပေါ်ပေမဲ့ခြေလန်းတိုင်းမှာကောင်းကင်အကလေးချင်းလေးရဲ့အစီအစဉ်တွေကပေါဝင်နေရဆိုတာသူကသိပါတယ်။အလုံးစုံမရှိသူကထိုနေရာကိုအလင်းစလိုရောက်လာတာကောင်းကင်အကလေးအစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတယ်လို့ဆိုလိုပါတယ်။ကောင်းကင်အကလေးချင်းလေးနဲ့တွေ့ဝိုက်ရှင်ပြိုင်နေရတယ်လို့တွေးမိုံနဲ့သူ့ရဲ့တင်ငင်အေဂျင့်နဲ့နှလုံးသားကလှိမ့်မြန်စွာနဲ့ခုံလာပါတယ်။ အရင်ကကောင်းကင်အဂရိကတကယ်ပဲအနန္တတကိုးရှင်လားအလုံးစုံမရှိသူ ਆ ပဲတစင်းပုံမြင်လားအဖြစ်သူကမသိပေမဲ့ထိုခွင်ရအလုံးစုံမရှိသူအတွက်အလုံးမအဖိုးတန်ပါလေအောင်မြင်သူ့ရဲ့တောင်နှလုံးသားခုံပြန်ကြွယ်ဝလာပါလိမ့်မယ်ကောင်းကင်အဂရိချင်းလင်းရဲ့အစီအစဉ်ကိုအနိုင်ယူနိုင်တဲ့ယုံကြည်မှုနဲ့အရှိန်ဟုံကအရင်အားထိုင်ရာတွေကနေပြန်လဲကောင်းမွန်လာပြီးပို့ပြီးတော့တော့တိုးတက်လာစီပါလိမ့်မယ်ကြာရှုံးရင်တော့အလုံးစုံမရှိသူအတွက် ကံကောင်းခြင်းတစ်ခုပါပဲနှစ်ပေါင်းများစွာတွတ်ချက်ခဲ့တဲ့ထိုးအစည်းအဝေးကိုအသုံးပြုပြီးသူလိုအပ်တာတွေအားလုံးနှီးပါးကိုနားလဲသဘောပေါက်နိုင်ပါတယ်ထိုးခွင့်ရရဖို့အတွက်ဘလို့စင်းလို့မဆိုပိတ်ဆက်ဖို့အတွက်စာနာရှိပါတယ်ရှီအောင်နှဆိုးတာချောကျင့်ညက်မှုမဟာမိတ်အဖွဲ့ကိုဘေးရန်ရဖြစ်စေရင်တော့အလုံးစုံမြင်ရှိသူရဲ့တောင်းနှလုံးသားကိုတော့မတားဆီးနိုင်ပါဘူးအခြားလူတွေကကောင်းကင်အကရေချင်းလင်းရဲ့ခန္ဓာကိုယ်နှီးပညာတွေကိုလိုချင်ကြပါတယ်အချို့ကတော့တတရအစင်းရဲ့လူဝတ်ချက်ကိုရှာဖွေချင်ကြပါတယ်သူကိုယူမြဲလို့ထင်ကြပါမိမယ်သူလိုချင်တာချင်းလင်းနဲ့ဟော့ကင်းစစ်ပွဲကိုတိုက်ခိုက်ဖို့ပါ ရှေးဟောင်းနှစိုးကိုတစိမ့်ခတ်ပြီးအနာဂတ်မှာရှေးဟောင်းနှစိုးကိုကင်တွယ်ဖို့အတွက်အစီအစဉ်အများကြီးကိုချမှတ်ထားတယ်ဆိုရင်ငါအဲ့ဒါအားလုံးကိုဖျက်ဆီးပစ်မယ် ရှီယောင်နဆူဟာကောင်းကင်အကရေချင်းလေးနဲ့တိုက်ခိုက်ဖို့အတွက်ငါးရဲ့ကိရိယာတစ်ခုပဲအလုံးစုံမရှိသူကဘာလို့တွင်းနေလဲဆိုတာဘသူကမှမခံမနိုင်ပါဘူးခံမနိုင်တဲ့သူတယောက်ထင်းရတာရှိခဲ့မှဆိုရင်အဲ့ဒါကလင်ထန်းဟုတ်ပါတူဝရင်ကောင်းကင်အကရေလှန်ကူထဲမှာဝလင်ရဲ့ပထမအုပ်ဆုံးတောင်မနေငတ်နိုးထားမှုကအလုံးစုံမရှိသူရဲ့အစီအစဉ်ပြင်ပအရာတစ်ခုပါထိုချိန်ရဆပြီးအလုံးစုံမရှိသူဟာဖီအာတစ်ခုကိုခန်းစားခဲ့ရပါတယ်သူရဲ့မူလားအစီအစဉ်မှာရှီအောင်နဆိုးတာကြာသူရဲ့အကြံဉာဏ်ကိုယူပြီးပုံရင်းတစ်ခုနဲ့လူတိုင်းကိုရှုပ်ထွေးအောင်လို့လုပ်ပါလိမ့်မယ် ထို့ကြောင့်ဝင်လာတဲ့လူတိုင်းကပထမအထက်မှာချင်းလင့်ကချမှတ်ထားတဲ့အစီအစဉ်ကိုချုပ်ဖောက်ရမှာသူကိုယ်စားကူညီသူတွေဖြစ်လာကြပါလိမ့်မယ်။ သူဝရင်ထိုကောင်လေးဝင်လင်းကဒုတိယအကြိမ်နှုတ်ထလာမယ်လို့အလုံးစုံမြင့်ရှိသူကဘယ်တော့မှမတွေးမိခဲ့ပါဘူးဝင်လင်းကဒုတိယအကြိမ်နှုတ်ထလာတဲ့အချိန်အလုံးစုံမြင့်ရှိသူရဲ့အစီအစဉ်မှာမခံမနိုင်တဲ့ပြောင်းလဲမှုတွေအရေးအတွက်မေးမတနိုင်အောင်ပေါ်လာပါတယ်ထိုအချိန်မှာကောင်းကင်ကအပြောင်းလဲကြောင့်အလုံးစုံမြင့်ရှိသူရဲ့မျက်နှာမူအားမှိုင်းညွတ်သွားပါတယ်သူကအသက်ကိုပြပင်ရှူသွင်းလိုက်ပါတယ်သူကိုယ်တိုင်လုံဆောင်ရတော့မယ်ဆိုတော့အလုံးစုံမြင့်ရှိသူကနားလဲသွားပါတယ်သူရဲ့မျက်လုံးတွေကရုတ်တရက်မှိတ်သွားပြီးထိုအချိန်မှာသူရဲ့ခန္ဓာကနေအယောင်ခွနှစ်ယောက်အလင်းတွေကထွက်လာပါတယ်ပြီးတော့မိကိုးရောင်ပါပေါင်းထည့်လိုက်တော့ရလဲအနေနဲ့အယောင် ှင်းအောင်ထွက်လာပါတယ် အယောင်ရှိအောင်ကလက်လက်ထသွားပြီးအယောင်မျိုးမျိုးနဲ့ဝေယုံတွေကိုဝှထားတဲ့ပုံရိပ်ကိုပါရှိခူကထွက်လာပါတယ်မိကုံးကဝေယုံနဲ့အလုံးစုံမြင်ရှိသူဟာတယောက်ပေါင်းပါပဲအလုံးစုံမြင်ရှိသူ၈ယောက်ကအတူတူပုံပေါ်ပေမဲ့အချိန်ဝါတွေကတော့မတူညီကြပါဘူးဝင်လင်းနဲ့ကောင်းကင်မိုးတိမ်ဆုံလဲစီကိုချက်ချင်းပဲပြန့်နှံ့သွားပါတယ်အိတ်ထဲက၃ယောက်ကပြုတ်ကွဲနေတဲ့ကောင်းကင်စီကိုတိုးဝင်သွားပါတယ်တစ်ချိန်တည်းမှာပဲပန်းကရီမီဖီးယားကျဲအလင်းရောက်နေတဲ့ဝင်းရံထားပြီးဝုန်းကနေဆိုကအလင်းရောက်နေတဲ့တွထုတ်ခံလဲရပါတယ်သူမကပလဲကိုလုံးကနေထွက်လာပါတယ်အလင်းရောက်နေကအတော်လေးကိုမှိန်သွားပြီးမယ်မျက်နှာမူရကတော့အိစိတ်တင်နေနေတော့မှ ရှေးအောင်နှစိုးတာကြာကောင်းရင်ကိုကြည့်ပြီးတကြည်တဲ့မျက်နှာအမူအရနဲ့လက်ကိုဆန်ထုတ်လိုက်တော့ကြီးမားတဲ့မဲနှက်နေတဲ့ဓာတ်ချောင်းကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်ဓာတ်အုပ်ကင်ပြီး "तू आ ပန်းအိကရီ"ကိုမဟုတ်ပဲကောင်းရင်ကိုဓာတ်နဲ့ခုတ်လိုက်တော့ဓာတ်ဆွမ်းရည်တစ်ခုကကောင်းရင်ထဲကိုထွက်တက်သွားပါတယ်ပန်းအိကရီကလည်းပြုံးလိုက်ပါတယ်ကောင်းရင်မှာအပြောင်းလဲတွေဖြစ်လာတဲ့အချိန်မှာချင်းလင်းကအရင်ကပြောခဲ့တာတွေကမှန်ကန်လာပြီဆိုတော့ "तू မအသိပါတယ်ငေါကဲတင်ပေးမဲ့သူကဝန်လို့ခေါ်တယ်"ကောင်းကင်ဝင်းကြီးကောင်းကင်ဘုံနယ်ပယ်ကပြုတ်ခွဲတဲ့အခါငါတို့ထဖို့အတွက်အခွင့်အရေးကိုရလိမ့်မယ် ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်